ခဲအားလုံးပဲမင်္ဂလာပါအခုပြောမယ့်အကြောင်းလေးကတော့ဒုတာဝန်အရေး6ပါးဖြစ်ပါတယ်အဲ့ကျွန်တော် topic လေးတင်ပေးရပါတယ်ဒုတာဝန်အရေး6ပါးဖြစ်ပါတယ်ဟာကိုချင်းရလဲကိုချင်းနဲ့ကြမ်းပါပဲဒုတာဝန်အရေး6ပါးတွေပါတယ်ဖြစ်တော့လေပါတယ်လေဗျာအထူးဆန်းကြီးပါလား အဲ့ဒုတာကိုရေးချောက်ပါကိုသိကျင်းနေသူတွေကနော် like လေးတွေပေးကြပါပန်လေးတွေပေးကြပါအသေးလေးတွေပေးကြပါဒုတာကိုအရေးချောက်ပါဖြစ်ပါသည်တို့တောင်ရေး6ပါ ဒုတောင်ကိုအရေး၆ပါ။လိုက်ကလေးတွေပြီးပါ။သဲလေးတွေပြီးပါ။ပန်းကလေးတွေပြီးပါ။ဒုတောင်ရေး၆ပါဖြစ်ပါတယ်။ဒုဘူဝမွေဒုဘူဝမွေမာရုကချင်းမြေနူကြပြီ။မာရုနိုင်ငံမာရုပိုင်အောင်

လာ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 ပြည်တော်သူကိုချစ်သည်ကိုမျိုးလည်းချစ်သည်ပြည်တော်သူပေါ်တစ္ဆာဆောင်သည်ပါသည်ပြည်တော်သူကိုကြက်ခိုင်ဖွင့်မျိုးတို့တတ်အောင်စိတ်တစီကကြက်ခိုင်စီလုံးမီကဲဒီညပြောမှာကတော့ဒုတောင်အကြီး၆ပါဖြစ်ပါတယ် ေးဇူးပြုပြီးတော့ like ကလေးတွေပေးပါဟုတ်ကျွန်တော်တို့ဒီမှာ YouTube ကလူတွေကဘာလက်မနှိပ်ကမှာပါလက်မမပါလို့လားလက်မပါလို့လားလက်မပါလို့လားလက်မပါကြဘူးလားလက်မလေးနှိပ်တာဘာဖြစ်လို့လဲလက်မပါကြဘူးလားလက်မပါကြဘူးတွေ YouTube ကလူတွေကဘာတွေလက်ဟောင်းတော့အောက်ကတော့ဟမ် င်း viewer လေးနည်းနည်းလေးနဲ့တက်မလာဘူးအဲပြောမယ်လေပြောမှာပေါ့သုံးပါးပဲရောက်လာတာလေပြောမှာပေါ့ပြောမှာသိမှာလေမပြောမှမသိဘူးလေတို့တော်ဝင်အေး၆ပါးပြောပြီးမယ်လက်မလေးတွေနှိပ်လက်မလေးတွေနှိပ်လက်မလေးနှိပ်လက်မလေးနှိပ်တို့တော်ဝင်အေး၆ပါးပါအခုမေကွန်းသွားလိုက်တွေ့လိုက်မေကွန်းပေါ်လာပြီ၃ပါးကဘယ်ကရောက်လာတာလဲတဲ့အဲ့ဒါပဲ ကျွန်တော်မြန်မာနိုင်ငံသားဒီကိုနိုင်ငံကြောင်းကိုမသိဘူးဆိုအရာပဲနော်အဲ့ဒါတက်တည်ပဲကိုနိုင်ငံကြောင်းကိုမသိဘူးဆိုသုံးပါးကဘယ်ရောက်လာတာလဲသွားပြီဆောင်းဝဲကြပါဘယ်ဆောင်းဝဲကြပါဘယ်သုံးပါးကဘယ်ရောက်လာတာလဲသွားပြီဆောင်းဝဲအကြီးကြတာတကယ်ဆိုသိရမှာ င်ဗျားတို့သိတယ်လူ၃ပါးပဲထုတောင်းအရေး၃ပါးပဲသိတယ်လားတကယ်ထုတောင်းကအရေး၆ပါးပြီးပြီလို့တနေလေဖူးချိုးပဲရှိရတယ်တကယ်ထုတောင်းကအရေး၆ပါးခင်ဗျားတို့၆ပါးလို့ပြောလို့ရှိရင်ခင်ဗျားတို့နားမလည်ပါဆိုလို့သူကထုတောင်းကအရေး၃ပါးပဲထားတာတကယ်၆ပါးပြောပြမယ်နားထောင်ပြီးလက်မလေးနှစ်လက်မလေးနှစ်ကြည့်တဲ့သူတွေဟိုမှာ view တရားကျော်ရှိပြီးတော့လက်မမနဲ့ စကားအကောင်းပြောနေရတယ်နော်မဖောက်နဲ့နော်ဘလော့ပဲမနော်ဘလော့ပြင်ပါလားဘူးစုရလို့ချင်းအေးစေးယူအောက်ကနေကြိုးကြောင်မကြီးနေတို့တော်ကအေး6ပါးရှိပါတယ်အဲ့ဒါကျွန်တော်စပြောရမယ်နော်တေချာလေးနားထောင်မျိုးသားညီလာခံစပြောပြမယ်မျိုးသားညီလာခံကိုကျွန်တော်တို့က1900 92ကနေစပြီးတော့အဲ92ကနေစပြီးတော့ကျွန်တော်တို့ကမျိုးသားညီလာခံကျင်းပပုတ်တက်ကိုညီနိုင်ရေးကော်မတီတွေစဖွဲ့တယ်1993ကနေစပြီးမျိုးသားညီလာခံကျင်းပတယ်96မှာတစ်ဖက်ဖြတ်တစ်ဖက်နားတယ်93နဲ့96မှာတစ်ဖက်နားတယ်နော်96ကနေစနားလိုက်တာ2003ခုနှစ်မှာဥခင်ညွတ်ရဲ့လမ်းစစ်ခွနရဲ့ပေါ်လာတယ်ဒီမိုကရေစီလမ်းပြမြေပုံလို့လည်းခေါ်တယ် အဲ့ဒီလိုနဲ့2004ခုနှစ်မှာစပြီးတော့အမျိုးသားညီလာခံပြင်ကျင်းပါတော့2008ခုနှစ်မှာအမျိုးသားညီလာခံပြီးသွားတယ်အဲ့ဒါနဲ့ကျွန်တော် referendum ပေါ့နော်ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီးတော့2008ပွဲစည်းပုံအခြေခံဥပဒေပေါ်လာတာပေါ့အဲ့တော့အဲ့ဒီမှာအမျိုးသားညီလာခံစကျင်းပါတော့ဒီမှာနှစ်ပိုင်းတွေ့ရမယ်နော်93ကနေ96ကတပိုင်းနော်2004ရနေ2000ကတပိုင်းနှစ်ပိုင်းတွေ့ရပထမပိုင်းက ပထမပိုင်းမှာကကျွန်တော်တို့ကအဲ့ဒီအမျိုးသားညီလာခံကော်မတီဥက္ကဋ္ဌကဗိုလ်ချုပ်ကြီးမျိုးညွန့်နော်ဒုတိယတစ်ပိုင်းကျတော့ဦးသိန်းစိန်ဗိုလ်ချုပ်ကြီးသိန်းစိန်ရောင်းနယ်ပင်ရောက်လာတဲ့ဗိုလ်ချုပ်ကြီးသိန်းစိန်ဒီဘက်ကပထမတစ်ပိုင်းတော့ကသူကတမရလန်ဟိုတမရအိမ်ရဝင်နော်အဲတာမွေမှာရှိတဲ့တမရအိမ်ရဝင်မှာလုပ်တာပထမပိုင်းဒုတိယပိုင်းကျတော့ညောင်နယ်မှာလုတ်တာညောင်နယ်မှာလုတ်တဲ့ခါကျတော့ကော်မတီဥက္ကဋ္ဌကဗိုလ်ချုပ်ကြီးတိန့်စင်ဟိုတမရအိမ်ရောက်ဝင်မှာလုတ်တော့ဗိုလ်ချုပ်ကြီးညှို့ညွတ် အဲ့ဒီမှာပထမအဦးဆုံးကျွန်တော်တို့ကဘူဂျိုကြီးမျိုးဒီပထမအကျင်ဒီ63ကနေ66ကျင်းပါတဲ့ခါကျတော့ဘူဂျိုကြီးမျိုးမျိုးကမပြောလဲဆိုတော့ကိုယ်စလဲတော်ကြီးများခင်ဗျာကျွန်တော်နိုင်ငံဒီဟိုဝန်ကြီးချုပ်စနစ်ထက်ကိုနော်ဝန်ကြီးချုပ်စနစ်ထက်တမရစနစ်ကိုဦးစားပေးပြီးတော့စဉ်းစားပေးဖို့ဆိုလို့ရှိရင်ပိုးတင်တော့ပါလိမ့်မယ်ဆိုဘူဂျိုကြီးမျိုးမျိုးကစပြောတယ်ဗျနော် အမှဘုဒ္ဓကြီးမျိုးကတမရစနစ်ကိုစဉ်းစားကြဖို့ဝန်ကြီးချုပ်စနစ်တဲ့တမရစနစ်ကိုစဉ်းစားကြဖို့ဆိုပြီးတော့စပြောတယ်။နောက်တစ်ခါသူပြောတဲ့အဓိကချက်ကဘာလဲဆိုတော့ကိုယ်စေတော်ကြီးတွေအနေနဲ့နော်အဲဒီမှာစဉ်းစားတဲ့အခါမှာမူ6ချက်ကိုအခြေခံပြီးစဉ်းစားပေးကြပါ။ပြောချင်တာကဒုတောင်အရေး6ပါးကိုအခြေခံပြီးစဉ်းစားပေးကြပါလို့ပြောတာ။ဒါဆိုအဲ့ဒီမူ6ချက်ကဘာလဲ။နော်အဲ့ဒီမူ6ချက်ကဘာလဲ။ ဲ့ဒုတာကိုအရေးချောက်ပါပါလေစစောကညီမတို့ပြောပါတယ်သုံးပါပဲမဟုတ်ဘူးလားဘယ်ကသုံးပါတိုးလာတာလဲအခုအခုပြောလိုက်ပြီနော်အစဒု၆ဒုတာကိုအရေးချောက်ပါဘယ်ကနေစတာလဲအမျိုးသားညီလာခံစတာအဲ့ဒီဒုတာကိုအရေးချောက်ပါပါလေနံပါတ်1ချက်ပြည်တော်စုမပြုခွဲရေးနော်နံပါတ်2ချက်တိုင်းသားစီလုံးညီမပြု